ခုဆက်ပြီးတော့အခန်း23ရဲ့ grammar နုံလေးတွေဆက်ကြည့်ရအောင်အဲ့တော့အခန်း23မှာပထမအဆုံးတွေ့ရမယ့် pattern လေးက toki ဆိုတဲ့စကားလုံးလေး toki သူ့ကို အချိန်မှလို့တိုက်တယ်လို့မျိုးသုံးလို့ရတယ်အဓိကအဖြစ်သူ့ကိုအချိန်ကာလကိုဖော်ပြတဲ့အခါမှာတွဲသုံးတယ်လို့မှတ်ထားပြရပါမယ်အရှိမတွဲသုံးတဲ့အရာလေးတွေကိုကြည့်လိုက်မယ် best ဆိုရင် dictionary form nine form တွဲသုံးမယ် e adjective နဲ့လည်းတွဲသုံးလို့ရတယ်လို့ non adjective ဆိုရင် noun ကိုပြန်ထည့်ပါမယ် noun ဆိုရင် not ထည့်ပြီးသုံးလို့ရတယ် တိုခီလေးပါအရိကအဖြစ်အချိန်ကာလကိုဖော်ပြရင်သုံးပေးပါမယ်နော်အောက်မှာကြည့်ရအောင်ဂိုင်ခုခုလီယောခိုစရူတိုကီဘာစုပိုတူကအီဒီမတ်နာနေကြာသွားတဲ့အချိန်မှာပတ်စပို့လိုအပ်တယ်သွားတဲ့အချိန်စားတဲ့အချိန်တောက်တဲ့အချိန်အလုံးလုံးတဲ့အချိန်အဲ့လိုကိုလုံးတဲ့ကိစ္စတစ်ခုခုရဲ့အချိန်ကိုအဓိကပြောချင်ရင်တိုကီလီကိုသုံးမိပါမယ်နော်။အောက်မှာကြည့်ရအောင် ခုဒိုဘာကဝခါရနိုင်တူကီဆန်ဆဲနီခိခိမတ်စကလုံးနီနားမလေတဲ့အချိန်မှာဆရာကိုမေးမေးမနားမလေတဲ့အချိန်အဲဒါဆိုရင်တူကီကိုတုံးတာပါဟုတ်ပြီနော်နောက်တစ်ခုကြည့်အောင်နောက်တစ်ခုလေးကကြတော့တူစရက်စကလုံးလေးအရှိမ dictionary form တွေပဲတွဲသုံးလို့ရတဲ့တူပါသူ့ရဲ့အတိတ်ဘေးကယင်ပါ အဲ့ဒီတူကကျတော့အရှိဟာပါတီကယ်2နဲ့မတူပါဘူး။တူကဘန်းနဲ့တွဲသုံးတဲ့တူပါ။အရှိမှာကိုရီပါတီကယ်2ကကျတော့တခုထပ်ပိုးတဲ့အရာမှာတွဲသုံးတဲ့တူရှိတယ်ဟုတ်တယ်မလား။လူနဲ့တွဲသုံးတဲ့တူရှိတယ်။အကူကမဟုတ်ပါဘူး။ Dictionary ဖုန်းနဲ့တွဲသုံးတဲ့တူဒီလိုမျိုးမြင်ပြီးဆိုရင်အဲ့ဒီတူရဲ့အတိတ်ဘယ်ကဒီလိုလုပ်ရင်ဒီလိုဖြစ်မယ်။ဥပမာ မီးကိုဖွင့်ရင်မီးလာမယ်။စာအုပ်ကိုဖွင့်ရင်စာကျမယ်။ သူတို့မျိုးတစ်ခုခုလှုပ်လိုက်တာနဲ့တပြိုင်နက်တည်းနောက်တစ်ခုကပါပေါ်ပေါက်လာတာဒါဆိုရင်ဒီတိုလေးကိုတုံးပြပါမယ်အရှိရတစ်ခုကိုလှုပ်တာနဲ့အနောက်ကတစ်ခုကဇာတိုက်လူဖြစ်လာရင်တိုကိုတုံးပြပါမယ်အောက်မှာကြည့်ရအောင်ခေါနောဘတ်တန်အိုစူတိုအိုယူကဒေမတ်ဒီဘတ်တန်စရခလုတ်ကိုနှိမ့်လိုက်ရင်အိုယူစရယ်ယွန်းွေးကထွက်လာမယ်နှိုင်းလိုက်တာနဲ့တပြိုင်နက်တည်းအနောက်မှာယွန်းွေးထွက်လာမှာလေတပြိုင်နက်တည်းဖြစ်လာမှာနော်နောက်တစ်ခု これを右へ回すと音が大きくなります。だが右すれにゃばこ回すと冷いん音すれあたんが切らめ冷いん冷いたねてびゃいねてなおさってまばちらまれあたん切らま。だそういん音をディクショナリーフォンで追いとみ通みだば。ほびเนาะ。えらあくあかなさとまてねမျိုးばしばめ。 ကိုကအချိန်ကာလကိုအဓိကအားဖြင့်ပေါ်ပြခြင်းနေဆိုရင်အဘွားတိုခိကိုသုံးပါမယ်။အဲ့လိုမဟုတ်ပဲအရှိကအရာတစ်ခုလောက်တာနဲ့အနောက်မှာတပြိုင်နက်တည်းဖြစ်ပေါ်လာတယ်။ပေါ်ပေါက်လာတယ်ဆိုရင်တိုကို dictionary form နဲ့တွဲသုံးပြပါမယ်။ဒီနှစ်ခုပဲရှိပါမယ်နော်။